အားလုံးပဲမင်္ဂလာပါရှင်ယခုတစ်ခါဖတ်ပြပေးပါကတော့ဆီယာနီကိုရဲ့ရေးသားထားသောကျွန်ုပ်နဲ့စာမေးပွဲဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်ဇူလိုင်လတည်းဝင်လာပြီဆိုရင်ပဲဆယ်တန်းစာမေးပွဲတွေဖြေထားတဲ့ကျွန်တော်တို့ចောင်းသားတွေရဲ့ရင်ထဲမှာပွေရွက်အောင်တုံးစီနဲ့ဘင်ခရာတက်ခွက်တစ်ခွက်စီရောက်လာတော့တာပဲဟုတ်တယ်လေစာမေးပွဲကိုကျွန်တော်တို့ကဖြေနိုင်တယ်ဆိုပေမဲ့ ပြက်ပြက်သားသားလှဲ့မကြည့်ပဲနေလို့ရလာအောင်သေးကြတာတော့မဟုတ်ပါဘူး။တနေ့တော့ဘေသာကကျွန်တော်အိမ်ကိုမေးခွန်းစာရွက်နဲ့ရောက်လာတယ်။ဘာလို့မလို့တော့ဆိုတော့သူဖြေထားတဲ့အမှတ်တွေပြန်တွက်မလို့တဲ့။ကျွန်တော်ကလည်းဒီကောင်နှခုံးမပြောရအောင်သူ့အစီအစဉ်ကိုသဘောကျသွားတယ်။ကျွန်တော်ရင်ထဲမှာလည်းပရွက်အုံတော်အုံနဲ့ပင်ခရတက်ဖွဲ့တစ်ဖွဲ့ရှိနေတော့နေမထိထိုင်မသာရိုးတိုးရွတာဖြစ်နေရတာ။ ရင်ခုန်နေရတာတဲ့ဆိုင် ကို့အမှတ်ကိုကိုတွက်ပြီးယုံကြည်မှုရသွားတာတော်လေးတာပေါ့ဒါနဲ့ကျွန်တော်တို့လည်းနဖိတ်ဆိုင်ကိုရောက်လာကြတယ်။အရာကလူကြီးတွေရှေ့မှာတွေ့ရင်ကျွန်တော်တို့ကိုကျွန်တော်တို့မယုံကြည်ဘူးဆိုတာကြီးပေါ်သွားမှဆိုလိုပါ။ကျွန်တော်တို့အမှတ်တွက်တဲ့နေ့ကအ ਨੇ ဆုံးကိုတွက်တဲ့နေ့ပါ။ဥပမာအမှတ်20ပေးထားတဲ့အပုတ်ကိုကျွန်တော်တို့အကုန် ဖြေလိုက်အောင်14မှတ်15မှတ်ပဲယူရဲနေနဲ့တွက်ကြတာတွက်ပြီးတော့ကျွန်တော်တို့နှစ်ယောက်စလုံးအောင်းတယ်ကျင်းနေပါ යි ကွာဒါတော့ငါတို့အများကြီးရှော့ထားသေးတာပဲဟုတ်တယ်လေဒီချက်တော့ငါတို့ရှော့မရနိုင်တာကျင်းနေတယ်ဒီနှစ်တော့အောင်းပါပြီကွာဘယ်တန်းလဲပြုံးပြုံးရွှင်ရွှင်ဖြစ်လာပြီကျွန်တော်တို့စိတ်ချလက်ချလက်ဖိတ်တောက်ကြတယ်ပြန်ကားနီးတော့ဘယ်တန်းမှားတယ်စောက်လေအောင်းရင်းထွက်တဲ့နေ့ကံမောင်ကဆိုင်မှာဆုံမယ်နော် စိတ်ချပါငါလာခဲ့မယ်ဟိုကောင်တွေရောလာကြမှာလားမဟုတ်လားလာမှာပေါ့ကဘသူကအိမ်မှာနေမှာလဲဟုတ်တယ်ကျွန်တော်တို့ကဆယ်တန်းအောင်ရင်းထွက်တာတော်တော်ပြောဖို့ကောင်းတယ်ကျောင်းသားတွေအားလုံးကည9နာရီလောက်ခရဲကဆယ်တန်းအောင်ရင်းကတ်မဲ့မြို့နယ်ကောင်းစီယုံရှိမှာစောင့်နေကြတယ်ကိုအောင်စုနဲ့ကိုပျော်ကြအော်ကြစကားပြောကြရင်ခုန်ကြနဲ့ တချို့ကောင်မလေးတွေကလည်းအကိုအဖေဦးလေးစားတဲ့အိမ်ကလူတွေနဲ့လာကြတယ်လက်ဆယ်ကန်းကြီးနားကလက်ဖက်ရည်ဆိုင်တွေမိုးလင်းဖွင့်ပေးထားကြပါတယ်ညနေ3နာရီလောက်ဆိုရင်မြို့နယ်ကောင်စီရုံးရှိမှာစုယုံစုယုံလုပ်ပြီးအော်ကြဟစ်ကြတယ်ကပ်ပါတော်မျိုးဆယ်တန်းအောင်မှဘာကြီးကအမွေခွဲအမွေခွဲပေးမယ်ပြောလို့ပါဘာညာတော့အော်ကြပါတယ်မနက်6နာရီအာယုံရောင်းမှရုံးထဲကစာရွက်တွေကတ်ထားတဲ့ပေါ်ချက်ကြီးထုတ်လာ ကျွန်တော်တို့အတန်မျိုးစုံအော်ဟပြီးပြေးကြည့်အောင်တဲ့ကောင်တွေကပျော်ကြအော်ကြကြတဲ့ကောင်တွေကလည်းအော်ကြကောင်မလေးတွေကတော့ကြိုင်ငိုပေါ့လေစက်ဘင်းတွေဆိုင်ကယ်တွေကားတွေရှုပ်ရှုပ်ခတ်နေတာဒါကျွန်တော်တို့သင်္ကန်းကျောင်းကအောင်သင်းထွက်တဲ့ညပါတောင်းကလာကြတော့တမျိုးခွမြသူတို့ပညာရေးမှုရုံးကည7နာရီခရဲကရုံးထဲကနေပြီးအောင်စင်းကိုလော့စပီကာနဲ့អော်ပေးပါတယ်ခုံနံပါတ်နဲ့နံပါတ်ကိုနှစ်ကြိမ်စီអော်ပေးပါတယ် ို့နာမည်နဲ့ခုံနမပါတဲ့ကောင်ကပြော။အော်မပါတဲ့ကောင်ကငါအများနားရှမ်းသွားသလား။အော်တဲ့လူကမျက်စိရှမ်းပြီးကြော်သွားတာလားဆိုပြီးရင်တခုံကောင်းနဲ့။နောက်တစ်ခါအော်တာကိုပြန်ဆောက်ရ။သူတို့နီးရလဲပြောစရာကောင်းပါလေ။အောင်စင်းထွက်တဲ့ဇူလိုင်20ရက်နေ့က၈နာရီကျော်မှကျွန်တော်ကံမောင်မောကဆောင်းဆိုင်ကိုရောက်သွားပါတယ်။နောက်ကျလို့ကျွန်တော်အားလုံးကဝိုင်းဆဲကြတယ်။ကျွန်တော်ကအဲ့ဒီအချိန်မှာကျူရှင်တစ်ခုမှာ ဖျောင်းလက်ရည်ရေးတဲ့လူဝင်လုံနေပါတယ်ဖျောင်းတရွက်ကို၅ချက်ရပါတယ်အညောင်းထားရတာလွဲလို့တော်တော်လေးအဆင်ပြေတဲ့အလုပ်ပါအဲ့နေ့ကဆရာကနှုတ်တွေထိုးပြီးကျွန်တော်ကိုသူလိုချင်တဲ့ပုံစံကိုမှားနေလို့ကြာသွားတာကျွန်တော်တယောက်တည်းလွဲကလေးနဲ့ပေါ့လေကျန်တဲ့လူတွေအားလုံးကတော့ပေါ့ပေါ့ပါပါပါပဲကျွန်တော်တို့ဝိုင်းမှာလူဆုံပါတယ်မမြင့်လေးရောမူမူတန့်ရောစန္နာဝင်းရောကျွန်တော်တို့အောက်စုကတော့လူဆုံပေါ့ 9နိုင်လောက်မှကျောင်းသားတွေတော်တော်ရောက်ပြီးဟိုနားတစုဒီနားတစ်ဖွဲနဲ့လက်ဖိတ်ဆိုင်နေတဲ့မှာတစ်ဖွဲပဲဝင်လာမြက်မော်ကလည်းစိုက်ကတစင်းနဲ့ရောက်လာသူ့မေးလဲပါတယ်ဗျအိမ်ကညလုံးပေါက်နေမှုပြောလို့မရလို့အိမ်အိမ်ထဲမှာလည်းနေလို့မရတာနဲ့ထွက်လာတာတဲ့ခဏနေပြီးပြန်သွားတာမနေ့9နိုင်လောက်မှလာခဲ့မယ်လို့ပြောသွားတယ်ကျန်တဲ့မိန်းကလေးကတော့အေးဆေးပဲမိုးလင်းအထိနေကြ10နိုင်လောက်မှမိုးကဝေါ်နဲ့ထိုးရွာ ပြေးကြလှွားကြနဖိတ်ဆိုင်နဲ့အတင်းတိုးပုံကြနဲ့ဆိုင်မှာလူတွေပြေးသွားတာပဲတချို့เจ้าသားတွေကတော့မဝင်မိုးရေထဲမှာအော်ကြပျော်ကြနဲ့ဒါအတိတ်နမိတ်ကောင်းတယ်အေးချမ်းမဲ့တဘောပဲဒီနေ့အောင်ရက်ကောင်းတယ်ဟာအေးဟာမြတ်မောကနေခဲ့မှုကောင်းတယ်ဒီလိုညမျိုးကအစားပြန်ရတာမဟုတ်ရပါတယ်မူတန်ရနင်ဒီနေ့ကြရင်နောက်နေ့ရတာပေါ့ခွေးကောင်ပါဇက်ပုတ်ကြီးနဲ့ ဟဲ့မြမောကသူ့အတီတောင်နဲ့လိုက်ပြီးကြည့်ပြီးပြီ။ "तू ကအောင်တယ်တူးတီးတဲ့။လကားပါဟာဒါမျိုးတွေရိုးနေပါပြီ။အောင်သေးမထွက်ခင်အောင်နဲ့ဘာညာဆိုပြီးတော့ကြတာကြီးတပုံးကြီး။မိုးက15မိနစ်လောက်ရွာပြီးတိတ်သွားတယ်။ကောင်းဝင်မှာကျယ်ဒီပါကြီးထွက်လို့ကျွန်တော်တို့ကညစ်နယ်လေးပိုးရင်ခုံရလေးပဲ။ကောင်းဝင်ကြီးကိုငေးရင်းဆယ်တန်းအောင်ရင်ကဘာလုပ်မလဲလို့တွေးနေမိတယ်။ကျွန်တော်အနာကကမသေးချဘူး။ ဆယ်တန်းအောင်သင်းဆိုတာကလွယ်ပြီးရှေ့ကိုဘာမှတိုးကြည့်လို့မရခဲ့ဘူး GDI ဖြေမလားနတ်မောင်ကြောင်မဲတက်ရမလားစာဝိဆိုင်ယူတက်ရင်စည်ရေးလောက်ရမလားမိကုန်းတွေကလည်းများတယ်အဖြေမရှိဘူးတေးကြရတာတခုကအဲ့ဒါတွေအားလုံးကျွန်တော်ဘာမှမလုပ်ချင်ဘူးဆိုတာလားပင်တဲ့နဲ့မမြင့်လေးကလက်ကလေးတွေဆုပ်ကန်ထားရင်သူတို့ရှေ့ရီကိုတွေးနေကြတယ်။ပေတန်ကတက္ကသိုလ်ဆက်တက်ချင်တာ။မမြင့်လေးက လုတ်သားများကောလိတ်တရင်သူ့အမနဲ့ဆက်ယုံမဝင်လှုပ်လှုပ်ချင်တာပြားတုတ်ကဝှက်ချန်ညှင့်ပေါက်စီနဲ့တခေါကကြားကုန်တခုံယူပြီးကြားရွှေ့စနာဝင်းနဲ့မူမူတန်ကတယောက်နဲ့တယောက်မှီးပြီးငိုက်နေကြတာကျွန်တော်မူမူတန်ငိုက်နေတာကိုကြည့်ပြီးသူ့ကိုချစ်ချင်လာလူစိတ်ဆိုတော့တော်တော်လေးဆန်းကျဲပါတယ်မူမူတန်နဲ့ကျွန်တော်တည်တာနှစ်နှစ်ကျော်ပြီသူ့ကိုချစ်ဖို့ကျွန်တော်တခါမှမစဉ်းစားခဲ့ဘူး အခုဘာဖြစ်လို့ဒါအောင်တွေးမိသွားမှလဲကျွန်တော်မသိဘူးမူမူတဲ့အောင်ငါလိုက်ရရင်ကောင်းပါပဲလို့ကျွန်တော်တွေးနေမိတယ်အဲ့အချိန်မှာကျောင်းသားတွေဟင်းနဲ့អော်တဲ့အတန်းကြောင့်အားလုံးလန့်ပြန်ပြီးထကြတယ်အလကားဘာမှမဟုတ်ပါဘူးည3:00ထိုးဆိုတော့ငိုက်နေငိမ့်နေကျောင်းသားတွေတမင်လန့်အောင်လုပ်တာဟဲ့ကောင်လေးငါတို့ရုံးရှိသွားရအောင်ကွာတနားလောက်ပဲလို့တော့တာကွာကျွန်တော်တို့ရုံးရှိရောက်တော့နည်းနည်းလန့်ဆန်းသွားတယ် ကိုယ်တငယ်ချင်းအတန်းပေါ်တွေတွေ့ပြီးနှုတ်ဆက်ကြစကားပြောကြပေါ့တချို့ចောင်းသားတွေကကျွန်တော်တို့ចောင်းอ่ะမဟုတ်ပါဘူးတခြားចောင်းอ่ะပါကျူရှင်မသိကြတာမနဲ့ရောင်နေမပြိုးခင်ကောင်းခင်ကပြားလာတာကျွန်တော်တို့တွေအော်ဟစ်နေလို့ရုံးနေကဝန်ထမ်းတယောက်ကပညာရေးမူရုံးကစာရွက်မလာသေးကြောင်းထွက်ပြောတယ်ဒါလည်းမရပါဘူးអော်ကြတာပဲမနဲ့လေးနိုင်ခွဲလောက်မှခုံနမကတ်တဲ့ကတ်ထားတဲ့တင်မုံတွေကိုတန်စကာနောက်မှာလာထောင်ချပေးတယ်ဘာပြောကောင်းမလဲတိုးလိုက်ကြတာ ကျွန်တော်လဲဇောနဲ့ဝင်တိုးတယ်။စာရွက်ဒေနာမင်းရောက်ခင်လူညက်တဲ့တံမခံနိုင်တာနဲ့ပဲပြန်ထွက်ခဲ့ရတယ်။အောင်တဲ့ចောင်းသားတွေလိုဝထဲကနေអော်ហិតပြီးတော့ထွက်လာကြတယ်။တယောက်များဆိုအញကြီးချိုလှုပ်ပြစ်ပြီးတပတ်ချွန်တိုးပြီးတော့လက်နှစ်ဖက်မြောက်ပြီးကိုင်းထဲမှာရှောက်ပြေးနေတာပဲ။အင်ပေါ်လေးဝွကျွတ်သွားရှာပြီးကိုအဲ့လူတွေမြင်ရလေကို့အတွက်ရင်ခုန်ရလေပဲ။ကျွန်တော်ဒုတိယအကြိမ်ထပ်တိုးတယ်။မရပြန်ပြန်ထွက်လာတာပဲ။တငယ်ချင်းတွေကလည်းကွဲကုန်ပြီ။ ကျွန်တော်လည်းစိတ်ပြက်လာတာနဲ့တရက်ပင်အောင်မှာရက်ပြီးဆေးဘော်လိန်တောက်အောင်နေလိုက်တယ်။ဆောင်းလေးဆောင်းလေးငါနာမည်ကြည့်ပေးပါဟာ။မူမူတန်းကမျက်စိမျက်နှာပြန်နေရောက်လာတယ်။လူတွေအရတိုးနေလို့ဟာခဏနေဆဲတော့မှာပါဟာ။ဒုက္ခပါပဲဟဲ။ငါအောင်မအောင်မလားမသိဘူးဒုက္ခပါပဲ။မူတန်းကသူ့လက်ချောင်းတွေကိုသူ့ဖာသာဆုပ်ကိုင်းထားရင်ကျွန်တော်နာမှာမျက်စိပြက်မျက်နှာပြန်နေရက်။သူ့ပုံစံငိုတော့မဲ့ပုံစံပဲ။ အခုတည်တည်ချာချာကြည့်တော့ကျွန်တော်သူ့ကိုမကြိုက်ချင်တော့ဘာဖြစ်လို့လဲတော့မသိပြားတို့လိုပေါက်စီလိုဘယ်ရောက်ပါမလဲတိုးနေကြမှာဒီကောင်လေးကဘလောက်ကောင်းတာပဲဒုက္ခပါပဲဟဲ့ဒီကောင်လေးကလည်းနင့်ထက်တိုးပါလားငါခုံနံပါတ်က918เนาะမရသေးဘူးဟခဏနေမှခဏနေတော့ပြားတုံနဲ့ပေါက်စီထွက်လာတယ်អော်လို့ပြောလို့အောင်းနဲ့အောင်းနဲ့ငါတို့အောင်းနဲ့စားလေမင်းလည်းအောင်းနဲ့ ဟဲ့ငါရောငါရောဟင်းပေါက်စင်နေလန်းအောင်လေဟုတ်လို့လားဟာငါခုနကက900ဆက်ရှင်နော်နေမနောက်နဲ့ဟာဟာအောင်ပါတယ်ဆိုမှပဲစနာဝင်းရောမမြင့်ရောမြင့်မို့လဲအောင်နေဒီတော့တရားမှမပါဘူးလူခဏဆဲလို့ဝင်တိုးကြတော့ပေါက်စီပြောတာဟုတ်ပါတယ်ကျွန်တော်တို့အဖွဲအကုန်အောင်တယ်ကျွန်တော်တို့ကလုံးဝပေါ်ဝါလွတ်လပ်သွားတယ်တခုခုတနည်းအရကလွတ်မြောက်သွားတယ်လို့လည်းခံစားရတယ် ဲ့ခံစားမှုကကျွန်တော်တို့အားလုံးရင်မှာရှိနေတယ်။မျက်မှုရောက်လာတော့အောင်တယ်လို့သတင်းပေးကြတယ်။မျက်မှုကကိုယ်တိုင်သွားကြည့်ပြီးဒီမပါလို့မျက်ရည်ဝဲတော်မူနေတယ်။ကျွန်တော်မျက်မှုကိုကြိုက်မိတာတော်တော်နောင်တရပါတယ်။ကျွန်တော်ကအဲ့လိုဟန်ဆောင်အပုံလုပ်တဲ့လူဆိုအလွန်မောင်းပဲ။ကျွန်တော်တို့အားလုံးမောဟင်းကစားပြီးတော့မနက်၈နာရီလောက်ရှိနေပြီ။ဒီနေ့အောင်ကြကောင်းပါလေ။ကျွန်တော်တို့နှစ်ကြတဲ့နေ့ကတော်တော်လေးအောင်ကြတယ်။ မောင်ကစားပြီးတော့ပေါက်စီပြတုတ်သခေါနဲ့ဘဲတန်တို့ကဒီနေ့လျှောက်သွားမယ်လို့အစီအစဉ်ဆွဲကြတယ်။အိမ်မပြန်ကြတော့ဘောလေ။တညလုံးမအိပ်ရသေးပေမဲ့ကျွန်တော်တို့အားလုံးလမ်းနေတာပဲ။ငါတို့အိမ်ပြန်ပြောရင်လည်းပတ်စံတောင်းအောင်ပဲ။ဘယ်မှပြန်ဆောင်ရမလဲ။ဟာငါတို့အိမ်မပြန်တော့ဘူးဟာ။အိမ်ရောက်ရင်ပြန်ထွက်ဖို့ကမလွယ်တော့ဘူး။ပတ်စံပါသေးတဲ့လောက်တော့ပါပါတယ်။အေးဟာငါတို့လည်းအိမ်ပြန်မပြောတော့ဘူး။အမတ်တရားပဲဟာသွားကြမယ်။ ။နောက်ဆုံးတော့အုပ်စုနှစ်စုကွဲပြီးတော့ကျွန်တော်တခေါ်နဲ့မိန်းကလေးလေးယောက်ကလက်ဖက်ဆိုင်မှာလက်ဖက်ဆိုင်ကစောင့်။ဟိုကောင်လေးကအိမ်ပြန်ပတ်ဆိုင်ယူကြတယ်။ငါတို့တကယ်ချင်းနေနောက်ဆိုရင်အခုလိုဆုံကြဆုံနိုင်ကြတော့မှာမဟုတ်ဘူး။အေးဘောဟာဆယ်တန်းအောင်ရင်တွားစီရလန်းနေအများကြီးပဲဟာ။တယောက်နဲ့တယောက်ဘယ်တူနိုင်တော့မှာလဲ။ဟုတ်တယ်။တို့တွေလူဝါကြီးတွေတို့ဝင်ရတော့မှာ။ အဲ့ဒီစကားကိုဆရာကြီးလေတန်းနဲ့ကျွန်တော်တို့ခက်တီတီဟန်လုပ်ပြီးပြောနေကြတာပါတကယ်အဲ့ဒီလိုယုံကြည်ခံစားနေရလို့မဟုတ်ပါဘူးဆရာအောင်နာနဲ့ကျွန်တော်တို့ဟာချက်ချင်းရင့်ကျက်သွားပြီဆိုတဲ့စတိုင်မျိုးဖမ်းနေကြတာပါဟိုကောင်းလေးပြန်လိုက် BOC မှာဓာတ်ပုံဝင်ရကြမယ်ဟာပြီးတော့တယောက်တစ်ပုံစီကူးထားတို့တကယ်ချင်းနေအားလုံးတစ်သက်လုံးတို့အမှတ်တရပေါ့ဟာဟုတ်တယ်အမှတ်တရပေါ့ဓာတ်ပုံနောက်ကျောမှာလဲစိုင်းတယောက်စီထိုးကြမယ် အေးကောင်းတယ်ဒီတက်ပုံဟာနောက်10နှစ်လောက်ကြာရင်ငါတို့တို့အမှတ်တရပဲဒီနေ့အတွက်ပြောလို့အကောင်းဆုံးစကားလုံးဟာအမှတ်တရဆိုတာပါပဲတရုတ်တိုင်းကားတွေထဲမှာညီကိုဖွဲ့ကြတယ်လို့ကျွန်တော်တို့အားလုံးဟာထာဝရအမှတ်တရတငယ်ချင်းဖြစ်သွားကြတယ်ကျန်တဲ့လူတွေကထားပါမျက်မှုဆိုဒီနေ့မှစတွေ့ကြတာဒါမဲ့သူလဲငယ်ပေါင်းပုံစံပဲမမှုတန်းဆိုလဲမနစ်ကအတန်းမတူပဲတချောင်းနဲ့တက်ခဲ့တယ်ဒီနေ့အတန်းတူပဲလဲဒီနေ့လုံးကျွန်တော်တို့နဲ့ အတွေ့တော့မဟုတ်ဘူးဒါမဲ့သူလဲအမှတ်တရထာဝရပဲတို့တွေဘာလို့လို့ဘဲရောက်ရောက်တယောက်နဲ့တယောက်အဆက်အသွယ်မပြတ်ကြီးနော်အမြဲတမ်းသတိပေးရမယ်မူမူတန်ခရီးတွေဘာတွေတောင်းတာမိန်းကလေးတဘာဝဆိုတော့ဒီလိုပါပဲအော်တိုရေးတာတော့တိတ်လောက်တယ်ပြီးတော့ဘာမှလည်းမဟုတ်ပါဘူးဒါမဲ့ဒီနေ့တော့ကျွန်တော်လဲသူတို့ပြောနေတာတွေမဆန့်ကျင်ဘူးဘာပဲဖြစ်ဖြစ်သဘောတူနေမိတယ်စင်နိုင်အောင်ထိုးရမယ်ဟာဟိုကောင်တွေကလည်းကြာလိုက်တာ မမြင့်ကတီးမခံနိုင်တယ်လို့ပြောတယ်ဟုတ်တယ်အောင်စင်းလာကြည့်တဲ့လူတွေတော့တော်တော်ပါးသွားပြီခုနကတိုးကျိတ်နေတဲ့ဆောင်ရွက်တွေရှိမှလူတယောက်နှစ်ယောက်ပဲရှိတော့တယ်ဟဲ့ရဲဝင်ဒီလိုလုပ်ပါလားငါတို့အားလုံးအမှတ်တရဖြစ်သွားအောင်ငါတို့အောင်စင်းပါတဲ့ဆောင်ရွက်တွေကိုသွားဖြုတ်ကြမယ်ဟာအမှတ်တရတင်ထားလို့ရတာပေါ့မမူတန်စကားကြောင့်ကျွန်တော်နည်းနည်းတွေးဝင်သွားတယ်သူပြောတာအမှတ်တရဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့ အောင်စင်းရည်ဖြုတ်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စဆိုတာကျွန်တော်နားလဲပြီးတော့အောင်စင်းထွက်တဲ့ခုံတစ်ဘက်ကအခခရနဲ့စီထားတာကျွန်တော်ကရဲဝင်းဆိုတော့နောက်ဆုံးအခခရဝါကိုယူပြီးစီတာမလွယ်ဘူးဟာအလုံးပေါအောင်ဟိုစားရက်တွေအများကြီးဖြုတ်ရမှာနင်ကလေဘာဖြစ်လဲဟာအမှတ်တရပဲဟာနော်မမူတဲ့စကားကိုအလုံးကထောက်ခံနေကြတယ်ဒီနေ့တော့အမှတ်တရဆိုတဲ့စကားသား အားလုံးကထောက်ခံကြတော့မှသိကြတယ်ဟုတ်တယ်ကွာဒါမှအမှတ်တရားကွာတခေါ်ကလည်းထောက်ခံတော့နောက်ဆုံးတော့ကျွန်တော်လည်းမလွန်ဆန်နိုင်တော့ပဲအောင်စင်းနေကတ်ထားတဲ့နားကိုသွားပြီးလူရှင်းတာနဲ့တခေါ်နဲ့ကျွန်တော်စာရွက်တွေဖြုတ်လာကြတယ်အားလုံးလေးရွက်ပြီးတော့ကျွန်တော်တို့ဥတွေပါတယ်မြူးလို့ခြေနဲ့နေကြခတ်တာကဟိုကောင်လေးကကုတီမလာကြသေးဘူးစာရွက်တွေကျွန်တော်ကလွယ်ဧပါတဲ့လူဆိုတော့ကျွန်တော်လွယ်ဧတဲ့ခောက်ပြီးထည့်ထားတယ် ကျွန်တော်တို့လဖိတ်ဆိုင်ကပြန်လာပြီး7မိနစ်လောက်လဲကြာရောအောင်စင်းထွက်တဲ့ရှိမှလူတွေစုယုံစုယုံနဲ့ရက်နေကြတာတွေ့ပါတယ်အောင်စင်းကြည့်တာလူရှင်းသွားပြီဆိုမှလာတော့ကြည့်ကြတော့မယ်တချို့ကောင်မလေးတွေလည်းအကိုရင်းမောင်နေအဖေတွေကြည့်ပေးပြီးအောင်နေဆိုမှလာကြည့်ကြတာလည်းရှိတယ်အောင်စင်းဆိုင်ရွက်ဒီဘဲကောင်ဖြုတ်သွားတာလဲကွာဆိုတဲ့အတန်နဲ့ဘောနာမှာစုယုံစုယုံလူပုံများလာတော့ကျွန်တော်တို့အုပ်စုလန့်သွားကြတယ်တယောက်နဲ့တယောက်ကြည့်ပြီးငြိမ်သွားကြတယ် မှန်ဆိုကျွန်တော်တို့မလုပ်သင့်တဲ့ကိစ္စဆိုတာလည်းအားလုံးသိပါတယ်။ចောင်းသားဆိုတာကလည်းအောင်တယ်လို့ပြောပေမဲ့ကို့နာမည်တော့ကိုကြည့်ကျင်ကြတဲ့လူကြီးပါပဲ။ကျွန်တော်တို့လည်းအဲ့ဒီနာမည်ကိုကြည့်ဖို့အတွက်တညာလုံးဒီကိုလာစောင့်နေကြတာမဟုတ်လား။သိပြီးတဲ့ចောင်းသားဆိုကိစ္စသိမ့်မရှိပေမဲ့အချင်းနေအကြောင်းကြောင့်ကြောင့်အခုမှကြည့်မယ်ចောင်းသားဆိုတော်တော်ဒုက္ခရောက်တော့မှာအမှန်။ပြဿနာတော့တက်ကုန်ပြီ။ငါတို့ဘယ်လိုလုပ်ကြမလဲ။ဘယ်သူမှဘာမှမပြောကြတော့ဘူး။ အဲ့ဒီချိန်မှာចောင်းသား3ယောက်ကဒေါ်တွေပါလေကန်နေကြတယ်။ရုံးတဲ့ကတာဝန်ရှိသူတွေကလည်းထွက်လာကြပြီတော်တော်အကြက်ရိုက်နေကြတယ်။တာဝန်ရှိတဲ့ရဲသား2ယောက်ကလည်းစာရွက်တွေကိုကြည့်နေကြတယ်။ရဲတွေပါလေရောက်လာပြီဆိုတော့ပြဿနာကြီးပြီဆိုတာသိကြသွားတယ်။အဲ့ဒါဆိုငါတို့လစ်ကြမလား။ဟိုကောင်တွေတနည်းအားဆောင်မယ်။မဟုတ်သေးဘူးတခေါ။အောင်စင်းမကြည့်ရသေးတဲ့ចောင်းသားတွေပါရင်ဘယ်လိုလုပ်မလဲ။ငါတို့မှားတာကွာ။မလုပ်တင်တာကိုသွားလုပ်မိတာ။ မုံမုံသက်အဲ့ဒါနင်စတာအေးပါဟဲ့ငါလည်းလူရှင်းမင်းဆိုပြီးစဉ်းစားမိတာပါကျွန်တော်တို့ဘာဆုံးဖြတ်ရမှန်းမသိချိန်မှာရဲသားတစ်ယောက်ကကျွန်တော်တို့ဆိုင်ထဲဝင်လာတယ်ကျွန်တော်တို့အားလုံးလက်အမိတိတ်သွားကြတယ်ကောင်းမလေးတွေမျက်နှာမှာလည်းသွေးမရှိတော့တခေါ်ကတော့သူမကြောက်ဘူးဆိုတဲ့စတိုင်နဲ့တချင်းကိုလိုက်ညင်းနေကျွန်တော်ကအကြောက်ဆုံးလူဆိုတော့ဝန်ခံပါတယ်ဆိုင်ရွက်တွေကကျွန်တော်လွယ်အိတ်ထဲမှာရှိနေတာ ဂျဲသားကြီးကဟိုကြည့်ဒီကြည့်နဲ့ဒါမျိုးကိစ္စဆိုတာအဖမ်းခံရတဲ့တလားဘာလားမသိပေမဲ့ရဲသားကိုကြောက်နေမိတာတော့အမှန်ပဲကြောက်ပါတယ်ဆိုမှကိုရွှေရဲသားကကျွန်တော်တို့ခုံရှောက်လာပြီးမေးပါတယ်မင်းတို့ဒီမှာထိုင်နေတာကြာပြီလားဟုတ်ကဲ့တမလို့ထိုင်နေတာကြာပါပြီဘသူမှရုတ်တရက်မဖြေနိုင်ရအောင်ကျွန်တော်ဆိုဖြက်ခနဲ့အေးဆက်သွားပြီးပါဇက်ထဲမှာလဲဘာရတာကြီးဖြက်ပြေးသွားမှမသိဘူးမျက်မှောက်ကဖြေလိုက်တာမိန်းကလေးတွေဟာ အားနွယ်တယ်ဗါတယ်နဲ့တခါတလေမှာယောက်ျားလေးတွေအတွက်အသေးကောင်းတယ်ဆိုတာအမှန်ပါပဲမင်းတို့အောင်စင်းလာကြည့်ရမဟုတ်လားဟုတ်ပါတယ်မင်းတို့ကြည့်တော့ဆာရွက်တွေစုံလားဘာပြောတာလဲရှင်သမီးနားမလဲဦးအေးကွာအောင်စင်းဆာရွက်တွေကတ်ထားတာဘယ်ចောင်းသားမြဖြုတ်သွားလဲမသိဘူးအလကားနေင်းကွာကိုမအောင်လဲအေးဆေးပြန်ပေါ့ဆာရွက်ဖြုတ်တာတွေဗါတယ်မင်းတို့တွေ့သေးလား သတိမထားမိဘူးရှင်သမီးတို့လည်းအားလုံးအောင်ကြတာနဲ့ဒီမှာတငယ်ချင်းတွေကိုစောင့်နေတာတနေရာသွားကြမလို့ရဲသားကြီးကမကြည်မနက်မြည်တွန်တောက်တင်းရင်ထွက်သွားပါတယ်ကျွန်တော်ကတော့စကားကိုတခေါက်မှမဟရဲတာခင်ဗျမျက်မောကအေးဆေးဖြေတာကိုကြည့်ပြီးကျွန်တော်မျက်မောကိုအယမ်းချက်သွားတယ်အားလုံးကလည်းမျက်မောဝိုင်းချီးကျူးနေကြတော့ဟိုကောင်တွေရောက်လာကျွန်တော်တို့ဖြစ်တာလေအရှင်းပြတော့ဒီကောင်တွေတော့ခံကြတယ်မလုတ်တဲ့ကြောင်အတိတ်ပဲမရှိကြအောင်ပြောပြတယ်ငါတို့ကလူကြီးဖြစ်နေပြီ ဒီလိုကလေးကလားလောက်တာဘယ်ကောင်းမလဲကျန်တဲ့ကြောင်မှာဒုက္ခရောက်ပြီပေါ့မင်းတို့ကွာအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲပြန်သွားပေးမလားသွားပြန်ပေးရင်ပြဿနာတက်မှာပေါ့ဟာဒါဆိုဘယ်လိုလုပ်ကြမလဲစိတ်ညစ်ပါတယ်ဟဲ့ငါတော့ပျော်စရာတွေတောင်ဘယ်ရောက်ကုန်ပြီလဲမသိဘူးကျွန်တော်တို့အားလုံးအတိတ်ပဲမရှိအောင်စင်းတွေကိုယူမသွားသင့်ဘူးဒီလောက်ရဟာမှားတယ်ဆိုတာတော့လက်ခံကြပါတယ်ဒါပေမဲ့ခတ်နေတာကဘယ်လိုပြန်ပေးရမှမသိဘူး ကဲဒါဆိုရင် နေ့ထဲကဆာရွက်တွေပြီးငါသွားပြန်ပေးမယ်ခုနကဟီးရိုးလောက်ထားတဲ့မျက်မှောက်ကပဲပြောတာပါသူမျက်နှာကဘာဘုံမှမကြောက်ဘူးဆိုတဲ့ပုံစံကိုဖန်ထားတယ်ခုနကကျွန်တော်တို့ချီးမွမ်းတာကိုဆက်ပြီးတတိပြနေတာပါဟာနေသွားပြီးနေပြဿနာတက်မှာပေါ့ဘာလို့တက်ရမှာလဲဒီဆာရွက်တွေခုနကမြောင်းနဲ့ချထားတာတွေ့လို့လာပြန်ပေးတာပေါ့ခုနကရဲကြီးပြောလို့တိထားတာသတိရပြီးလာပေးတာပေါ့ ဒီလိုနေရာမျိုးမှာတော့ main ကလေးတွေရဲ့တင်ခနှုတ်ပတ်တည်ညံကိုဘယ်သူမှမမီဘူးပြို့မျက်မှုပြောတဲ့အတိုင်းလုပ်ဖို့ကျွန်တော်တို့ဆုံးဖြတ်ပြီးအားလုံးသွားပေးဖို့သဘောတူကြတယ်ပထမကျွန်တော်တို့လက်ဖိတ်ဆိုင်ကနေအရင်ထားတယ်တော်တော်ဝေးဝေးကိုရအောင်မှာကျွန်တော်ကမွေးတကောင်ကိုထုတ်တလို့အောင်စင်းစာရွက်တွေကိုမျက်မှုစီထုတ်ပေးလိုက်တယ်မျက်မှုကလုံးဝဂရုမစိုက်ပဲအောင်စင်းကတ်ထားတဲ့ black box ကြီးကိုရှေ့ကနေလျှောက်သွားတယ်ဒီနေ့တော်တော်မျက်မှုကချစ်စရာအကောင်းဆုံး hero ပါပဲဒီမှာ ဒီကပျောက်သွားတဲ့အောင်စင်းတွေဟိုးဘနာကပြစ်ထားတာတွေ့လို့လာပေးတာယော့အောင်စင်းရှိမှစုယုံစုယုံဖြစ်နေကြတဲ့လူတွေအားလုံးဟုံးဆိုကျွန်တော်တို့လှည့်ကြည့်ကြတယ်မြက်မူကစာရွက်ကိုထိုးပေးပေမဲ့ဘယ်သူမှလှမ်းမှုပါဘူးကျွန်တော်လည်းမြက်မူလက်ထက်ကစာရွက်တွေကိုကြည့်ပြီးပြာသွားတယ်ပြာမှာပေါ့ကျွန်တော်ပေးလိုက်တာအောင်စင်းစာရွက်တွေမဟုတ်ပဲကျူရှင်ဆရာကပေးလိုက်တဲ့ဖျောင်းစာရွက်တွေဟာမဟုတ်ဘူးအောင်စင်းစာရွက်တွေကဒီမှာဒီမှာ ျွန်တော်လွယ်ရေးထဲမှာထပ်ထုတ်ပြီးတော့မှအကြောင်းသားတွေဟုံးဆိုအလူရယ်ယူပြီးကြည်ကြတယ်။ရဲကြီးကလည်းကျွန်တော်တို့ဘာမှမပြောပါဘူး။ဘာမှမလုပ်ပါဘူး။ကျောင်းသားတွေကတော့အောင်စင်းကလွယ်ပြီးဘာဝုံးမှခင်းမဆိုင်တော့။အဲ့ဒီနေ့ကကျွန်တော်တို့တပုံရိုက်ဖျားသွားကန်တော်ကြီးကိုဝင်လောက်ကြပါတယ်။ဒီနေ့အတွက်တော့မျက်မော်ကဟီးရိုးဖြစ်ပြီးအပြောခံအောင်ကတော့ကျွန်တော်စာကလေးပါ။မြမောကသူ့ကိုဒုက္ခရအောင်လုပ်တာပါဆိုပြီးကျွန်တော်ကိုစကားမပြောလို့ချော့လိုက်ရတာဗျချော့တာကလည်းစိတ်ကောင်မပြေခွင့်မလို့ပဲ သွားစမ်းမှာလူကြီးကော့လှတဲ့မျက်မှောင်ကျွန်တော်မှုံးသွားပါတယ်ကျွန်တော်ကသူ့ကိုချစ်ဖို့ကြိုးစားခဲ့ဘူးရဲ့ကောင်းမဲသူဒုက္ခရအောင်လုပ်ပါမလားဆိုတာအလုံးသိပါတယ်ဒါမဲ့မျက်မှောင်ကတော့တောင်းမှန်လေးခွင့်မလို့လေးပဲကြီးတော့ကျွန်တော်လည်းသူ့ကိုမှုံးတာပေါ့ဆယ်ရက်အောင်တဲ့နေ့ကိုအမှတ်တရတွေထာဝရတွေလှုပ်ချင်တာနဲ့အထိပ္ပယ်မဲ့တာတွေရှောက်လုံးရင်ဒုက္ခရောက်ရတဲ့အဖြစ်ပြက်ကလေးပါမျက်မှောင်ကဒီမထွက်ပေမဲ့အမှတ်ကောင်းလို့ရေစင်းတက်ကတူကိုတွားတက်ရပါတယ် မမူတန့်ပြောသလိုကျွန်တော်တို့ပြန်မဆုံကြတော့တာတော့အမှန်ပါအားလုံးအတွက်အမှတ်တရကျွန်တော်ဒီစာကိုရေးလိုက်ပါတယ်ခင်ဗျာကျွန်တော်နဲ့စာမွေးဘက်အောင်စင်းဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြသူအားလုံးကျမ်းမာချမ်းသာကြပါလိမ့်ရှင်